။အားလုံးပဲမင်္ဂလာနှစ်သက်ပါရှင်။ကျမမိတ်ဆွေများ အပေါင်းကိုကြီးကျမ်းမာခြင်းစိတ်ရင်ချမ်းသာခြင်းနဲ့တလုံးတစ်ပါးတည်းပြည့်စုံပြီးတော့ဘေးရည်ရဲ့ကင်းရှင်ပြီးမင်္ဂလာရှိသောနှစ်သက်ခါသမယဖြစ်ပါစေလို့ကျမဆရာမခင်ဦးသစာကဆုတောင်းမေတ္တာပို့သပါတယ်ရှင်။ဟုတ်ကဲ့ဒီကနေ့မှာတော့ညီမကညီမမိတ်ဆွေများ April လအတွက်သတိထားတဲ့ဆောင်းရံဆောင်းရံအချက်အလက်လေးတွေကိုခုနှစ်ရက်သားသမီးများအတွက်ညီမကမျှဝေပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ရှင်ဒီချိန်ကာလတော်အတွင်းမှာတနင်္ဂနွေသားသမီးများအနေနဲ့ကတော့နည်းနည်းလေး ညံ့တယ်လို့ပြောရမယ်အိမ်ောင်ရေးနဲ့ပတ်သက်တဲ့ပြဿနာတွေအနောက်ရှက်အတိုက်ခိုက်တွေမလိုလားအပ်တဲ့စိတ်ဒုက္ခတွေစိတ်ဒုက္ခတွေဝင်လာပြီးတော့ကိုယ်ပါလေးပဲလှုပ်လှုပ်ဘေးပတ်ဝန်းကျင်ကအနောက်ရှက်ပြူတာတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာဘေးကနေဝင်ပြီးတော့အနောက်ရှက်တာမျိုးတွေကိုယ်စီစဉ်ထားတဲ့အရာကိုဖျက်လို့ဖျက်ဆီးဖျက်အောင်အတော်တိုက်ပြူတာမျိုးတွေကြုံတွေ့ရနိုင်တဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဘေးစကားကိုနားထောင်မဲ့အစားဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကိုစီစဉ်ထားတဲ့အတိုင်းရည်ရွယ်ထားတဲ့အတိုင်းသွားဖို့ကိုကျမကအကြံပြုချင်ပါရဲ့အချီးအိမ်အောင်ကြီးနဲ့ပတ်သက်လို့ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ်နားလည်မှုရှိရှိနဲ့အပြည့်အလန်နှူးနှက်ဖက်ညှိနှိုင်းပြီးတော့သွားဖို့ကိုကျမကအကြံပြုချင်တယ်မဟုတ်ဘူးဆိုရင်ဘာဖြစ်လာမလဲဆိုတော့နားလည်မှုလွဲမယ်ဂျားလို့ ဝင်လွယ်တဲ့အတွက်ကြောင့်မို့လို့ကျမမိတ်ဆွေများရဲ့အချစ်ရေးအိမ်ဆောင်ရေးမှာအနောက်ရက်တွေအများကြီးကြုံတွေ့ရနိုင်ပါတယ်ရှင်။လူမှုရေးနဲ့ပတ်သက်တဲ့အရှုပ်ရှင်းတွေကိုကမပြောပါပဲနဲ့ကိုကပြောပါတယ်ဆိုပြီးတော့ဘေးကနေပြီးအနာမည်ဖြတ်တာတွေအသူတို့မကောင်းပြောပြီးတော့ကိုယ့်အပေါ်မှာအပြစ်ပုံချရာတွေကြုံရနိုင်တယ်။ဒါပေမဲ့ဒီကာလအတော်အတွင်းမှာအကောင်းဆုံးကတော့ဘာပဲလုပ်လို့စိတ်အေးအေးထားပြီးဆုံးဖြတ်ပါ။ကျမကြီးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးများဆိုရင် အမျိုးသမီးယောဂနော်သေးသားနဲ့ပတ်သက်တဲ့ယောဂတွေခံစားရနိုင်တယ်အမျိုးသားများဆိုရင်စီးနဲ့ပတ်သက်တဲ့ယောဂတွေခံစားရနိုင်တယ်ဘာပဲလှုပ်လှုပ်အာယုံစူးစိုက်မှု အားနေပြီးဆုံးဖြတ်ချက်မားနိုင်တယ်ညာညာအိတ်မပျော်တာတွေအပူပြင်းထန်ပြီးအပူလွန်ကဲပြီးတော့ heat stroke ကဲ့သို့တော့ပေါ့နော်အပူရှက်တဲ့ ယောဂဝေဒနာတွေကိုခံစားရနိုင်လို့ပို့ပြီးတော့ဂရုစိုက်ပါတတ်နိုင်တဲ့မြဘာပဲဖြစ်ဖြစ်ခေါင်းထဲကိုမထည့်ပဲနေလို့ရတဲ့လောက်နေပါဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကျမမိတ်ဆွေများစိတ်ပင်ပန်းလူပင်ပန်းစိတ်ရှုပ်ပြီးတော့အမားများတက်တယ်ပေါ့နော်အဲ့ဒီအမားတွေကစေလူမှုရေးစီးပွားရေးကျန်းမာရေးတွေပါထိခိုက်နိုင်ပါတယ်ဟေရိုကျမကကျမမိတ်ဆွေများကိုအကောင်းဆုံးရေရအနေနဲ့ကျမမိတ်ဆွေများမိမိတို့ရဲ့နေအိမ်ဖျားမှာအုံးရေ သူဒီမဟုတ်အုံဒီစိတ်၆စိတ်ဒီတော့ပို့ပြီးတော့အစဉ်ပြေရဆိုလို့ရှိရင်တော့အုံစွန်းလို့ခေါ်တဲ့အုံထမင်းဖျားရှင်ကိုမနက်၁၂နှစ်မကြော့ခင်မှာဘယ်နေ့မှလောက်ရမလဲဆိုတော့တနင်္ဂနွေနေ့မနက်ပိုင်းပေါ့အဲ့လိုမျိုးမှာကက်လို့ပူဇော်ပြီးတော့မိမိရဲ့စီးပွားရေးအလူမှုရေးအနောက်ရှက်အဟန်တားမှာဖြစ်နေတဲ့အပူတော့ကတွေအေးချမ်းမာစီဆိုပြီးတော့ အဆုတောင်းဆုယူပြုရဲဒါဟာမိတ်ဆွေတို့အတွက်တလားတာလုံးမှာ စိတ်ပင်ပန်းစရာစိတ်နှောက်ရှက်ဖြစ်စရာများနဲနိုင်သမျှနဲသွားလိမ့်မယ်လို့ကျွန်မကမျှဝေပေးချင်ပါတယ်ရှင်တနင်္လာတန်သမီးများအနေနဲ့ကတော့ဒီကာလမှာစိတ်ဆိတ်နေခြင်းကပြဿနာတွေကိုတည်ဆောင်လာနိုင်တဲ့သဘောလေးရှိပါတယ်။ဒါကြောင့်မို့လို့ဘာပဲလုပ်လို့ပုံမှန်လင်းလင်းပြောပါဘာပဲတွေးတွေးမိမိရဲ့အတွေးကို ဘေးကိုပြောပြီးတော့ဘေးကိုပြောပြီးတော့ဆိုတာအကုန်လုံးကိုလိုက်ပြောဖို့ပြောချင်တာမဟုတ်ဘူးအကုန်လုံးဘေးပတ်ဝန်းကျင်မှာရှိရဲကိုဘာဆုံးဖြတ်ထားရဲကိုဘလိုလေးစီစဉ်ထားရဲဆိုတာကို ကိုကနေဘေးကိုပြောပြီးတော့မှအတူတကွပူပေါင်းပြီးလှုပ်ဆောင်ခြင်းဟာဒီတလတာအတွင်းမှာရန်နေစေပါလိမ့်မယ်။အဲလိုမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတာကိုအခြားတစ်ပါးသူကိုမပြောဘဲနဲ့လူတိုင်းကတိနေမှာမဟုတ်ဘူးလေနော်။အဲ့အတွက်ကြောင့်မို့လို့ကိုဘာပဲဖြစ်ဖြစ်ကိုယ့်စိတ်ထဲမှာရှိတာကိုဘေးကိုပြောပြပါ။တိုင်မင်မှာကိုဖြစ်ချင်တာကိုပူမွင်လင်းလင်းပြောဖို့အတွက်ကျွန်မအကြံပေးခြင်းနဲ့ဒီကာလအတော်အတွင်းမှာဝင်းပိုက်ရင်ကောင်းနဲ့ပတ်သက်တဲ့ယောဂဝိဒနာမကြာခဏလေထိုးလေအောင်နောက်တစ်ခါနောက်ကျောကနေထိုးပြီးတော့ ိုးတာအတွင်းကလေးစားနဲ့ပတ်သက်တဲ့ယောဂဝေဒနာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ရှင်အဲ့လိုမျိုးလေးတွေကိုခံစားရနိုင်နေနောက်တစ်ခါပြောခဲ့သလိုပဲလူမှုရေးမှာမဟုတ်ပဲနဲ့အိမ်တော်ရဲ့အချစ်ရေးမှာလေကိုဘာကိုစိတ်ဆိုးနေတယ်ကိုဘာကိုမကြင်မနက်ဖြစ်နေတယ်ဆိုတာကိုကိုယ့်ရဲ့ပတ္တနာကိုယ့်ရဲ့လက်တွဲဘော်ကိုကိုကမပြောပဲနဲ့လူတိုင်းဟာသိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကိုယ့်ရဲ့အစ်စင်မပြေမှုတွေ ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အခြားတစ်ပါးသောဘေးပတ်ဝန်းကျင်လုပ်ငန်းဝင်စသဖြင့်ဒီလိုမျိုးမှာဖြစ်လာတဲ့မကျေနပ်စရာတွေကိုထာဝရအစစ်မပြေပါဘူးဆိုပြီးတော့ပုံမှန်လင်းလင်းပြောတာကကျမမိတ်ဆွေများအတွက်အကောင်းဆုံးဖြစ်ပါတယ်မယ်။ဖခင်အကြောင်းကံကိုတွားပြီးတော့တပြက်စီလဲတာမျိုး၊ကုတီစီတာမျိုး၊နောက်တစ်ခါမကြခဏရေလှူရန်ပေးတာမျိုးလေးတွေပြုလုပ်ပေးပါ။လုပ်ငန်းကင်ငန်းနဲ့ပတ်သက်ပြီးတော့အသက်စတင်မယ်ဆိုလို့ရှိရင်တော့ကျမတို့မြန်မာနှစ်ဆန်းတရက်မကျော်မချင်းမှမလုပ်တင်သေးပါဘူး။အမှားရင်ဖြစ်နိုင်တဲ့ဒုတိမဟုတ် နှစ်ချိန်နှစ်ခါပြန်ပြီးတော့လုံနိုင်တယ်လုံနေရင်ねအချိန်ရက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ဒီကာလအတော်အတွင်းမှာ ပုံမှန်လင်းလင်းပြောဆိုပြုမူနေတိုင်းမှာနောက်တစ်ခါဘာပဲလုပ်လို့တေချာစဉ်းစားပြီးတော့မှလုပ်ပါစဉ်းစားခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်မှာလဲစောလျင်စွာဆုံးဖြတ်ချက်မချဘဲနဲ့နားလေတဲ့သူမိမိရဲ့တိုင်မင်လို့ရတဲ့သူတွေနဲ့တိုင်မင်ပြီးတော့သွားပါအိမ်အောင်တဲ့များအနေနဲ့သာသမီရေဒနာရနိုင်တဲ့အနေထားလေးရှိပါတယ်ဒါကြောင့်မို့လို့ဘာသာရေးကိုပို့လို့ပြီးတော့ကောင်းမွန်တဲ့ပဋ္ဌာန်းဆက်နဲ့သာသမီရေဒနာများရရှိအောင်လို့ဆူတောင်းဆူယူပြုနိုင်ပါရဲ့ရှင် ဟုတ်ကဲ့ရှင်ဒီ April အတော်အတွင်းမှာတော့အင်္ဂါသားသမီးများအနေနဲ့ကျန်းမာရေးညံ့တက်တဲ့အတွက်ကြောင့်မလို့အထူးအထူးတတိထားပါဘာပဲဖြစ်ဖြစ်တစ်ခုပြီးတစ်ခုကျန်းမာရေးတော့ကြာနေခေါင်းကိုက်တယ်တော့ကြာနေဘိုက်အောင်နေစသဖြင့်ပေါ့နော်ဒီလိုမျိုးလေးတွေမကြာခဏမကြာခဏခံစားရမယ့် လူဒီကျမ်းမာရင်မကောင်းတဲ့အတွက်ကြောင့်မလို့စိတ်မကြည်ဘူးစိတ်မကြည်တဲ့အခါမှာအလုံးလောက်ရတာလည်းမပြောဘူးဒါလုံးရနုံနုံဟိုဟာလုံးရနုံနုံဘာလေးပဲလုံလုံလောက်ရတာဒီအဆက်မပြေဘူးပြောမယ်ဆိုရင်တော့လုပ်ငန်းခွင်မှာမပြောဘူးပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်နေမယ်နောက်တစ်ခါဘေးပတ်ဝန်းကျင်မှာလည်းဘသူ့ကိုပဲကြည်ကြည်အကုန်လုံးကကိုကိုယ်တိုင်ကလွဲရင်စကားပြောရတာအဆက်မပြေဘူးအကုန်လုံးဟာမျက်လုံးနဲ့မတည့်ဘူးရန် လိုချင်တယ်ရန်လုံးချင်တယ်ပေါ့နော်သူတို့ပြောတဲ့စကားကိုယ့်ကိုကောင်းပြောတယ်ဆိုပေမဲ့လည်းဒါကကောင်းလို့မမြင်ဘူးဘာတွေပြောနေမှလည်းမသိဘူးစိတ်ရှုပ်စရာကောင်းနေဆိုတာမျိုးတွေဖြစ်လာတယ်အဲ့ခါကျတော့လူမှုရေးပေါင်းသင်းဆက်ဆံရေးနဲ့အာချစ်သူသမီးသားတွေဆိုလို့အိမ်ဆောင်တွေဆိုလို့ရှိရင်လည်းကိုရလက်တွဲပေါ်နဲ့စိတ်နှောက်ရက်တွေဖြစ်လာရောဒီလိုလေးတွေဖြစ်တတ်တယ်။နေအိမ်မှာမကြခဏဆက်ပစ္စည်းတွေပြက်တာမျိုးတွေအစ်စ်ပြင်ရင်းနဲ့ဒီနေ့ပြင်ရင်နောက်နေ့ပြင်ပြက်တာမျိုးတွေနောက်တစ်ခါတစ်ခုတစ်ခုပေါ့နော်ဟို မကြခဏဒီဆက်ပစ္စည်းတွေပြက်တဲ့အပြင်ကိုမှစိတ်ကနေပြီးတော့တခုခုကိုတန်တရားဖြစ်တာလူတွေပေါ်မှာတန်တရားနဲ့ကြည့်မိတာနောက်ဆုံးသက်မဲ့ပစ္စည်းတစ်ခုပင်ဖြစ်လင်ကစားဒါကိုကြည့်ရင်းနဲ့စိတ်ထဲကနေတန်တရားနဲ့ကြိုတွေးပြီးတော့ပူနေတာမျိုးတွေကြိုတွေးပြီးတော့စိတ်ရှုပ်နေတာမျိုးတွေဖြစ်တတ်တယ်သူများအပူကိုကို့အပူလောက်ပြီးတော့အပြင်မှာတွေးခဲ့တဲ့ကိစ္စတစ်ခုကိုလည်းအိမ်မှာပြန်တွေးပြီးတော့ ကိုကိုကိုဒေါသတွေထွက်မယ်စိတ်တီးတိုးမယ်အဲ့ဒီပုံမှာခံစားပြီးတော့တနေ့တာလုံးဘာမှလုပ်လို့မရတာမျိုးကြီးဖြစ်နိုင်တယ်အဲ့တော့အကောင်းဆုံးကတော့ကြံ့ရီပေါ့နော်အာတက်ကြီးရွယ်ကိုဖိုးဖွားတွေဖြစ်စေဒါမှမဟုတ်လို့ရှိရင်အာယဟန်တန်ဃာတွေဖြစ်စေတိလရှင်တွေဖြစ်စေပေါ့နော်အဲ့လိုတက်ကြီးရွယ်ကိုဘိုင်းတွေကိုကြံ့ရီဒါနမကြခဏပြုပေးပါအာနောက်ပြီးတော့အခါမှာမိမိရဲ့နေအိမ်ဖျားမှာ ရက်ပေါ့နော်ကျမတို့ဒဂုံကောက်ကားမူလေးဘွားအစုံထဲမှာပါတယ်ရက်အဖြူသို့မဟုတ်အဝါရောင်လေးကိုအရှစ်ခုပေါ့ဒါလေးကိုဖျားမှာလှူပြီးတော့ဒီကိုယ့်ရဲ့ပူပန်နေရာတွေကိုယ့်ရဲ့အပူတော့ကတွေအေးချမ်းပါစေအေးမြပါစေဒီရက်ကနေခက်လိုက်လို့ရှိရင်ထွက်တဲ့လေတကယ်တို့ပေါ့အေးပါစေဆိုပြီးတော့ဒါလေးကိုအာယုံပြုဆူတောင်းစရာမလိုဘူးလှူဒန်းပြီးတော့ဖျားတပြီးတော့ ဘာနေသမီးဘသူကနေပြီးတော့ဖះရှင်မဒါလေးကိုလှူဒန်းပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးလှူဒန်းလိုက်မယ်ဆိုရင်တင့်ရဲ့တော့ကတင့်ရဲ့အပူတွေမကြခင်မှာပဲရင်းသွားပါလိမ့်မယ်ရှင်ဟုတ်ကဲ့ဘောရဟုသားသမီးများဟာဆိုရင်တော့ဒီတလတာကနေနောက်ပိုင်းပေါ့နော်ဒီတော့တွင်မှာမကြခဏယာရုထန္တရာတွေတိုးတက်တာလုပ်ငန်းခိုင်ခိုင်အစ်စ်တွေမှာအကျိုးမြတ်ရရှိတာစီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာအစ်စ်အစ်စ်တွေက ိုမိတ်ဆက်ရရှိတာမျိုးတွေဖြစ်နိုင်ပါရင်ပြီးရခါမှာဝန်ထမ်းများအနေနဲ့လည်းပြောခဲ့သလိုပဲယာရုတိုးတက်မယ်အလုပ်ငန်းအကင်ငန်းအတစ်စတင်တဲ့သူတွေအနေနဲ့လည်းအချိန်နဲ့အဟုန်နဲ့တိုးတက်လာမယ်လို့မြင်ရပါတယ်เนาะနောက်တစ်ခါမှာအမကြခဏ ဘေးပတ်ဝန်းကျင်ကိုကိုကနေစိတ်ကောက်တဲ့ပြဿနာလေးလည်းဖြစ်တတ်တယ်။အမှန်တော့ဘယ်သူမှကိုကိုဖမ်းမလုပ်တာတော့မဟုတ်ဘူး။ကိုကနေပြီးကြည်နေရင်လည်းစိတ်ထဲမှာအခက်မတင်တော့စိတ်ကောက်တတ်တာမျိုးလေးတွေပေါ့နော်။နောက်တစ်ခုသတိပေးစရာရှိတာကကျမတို့ဒီ1386ခုနှစ်အတစားရဲ့နေ့ရက်ကဘုရဟုသသမီများဖြစ်ပါတယ်။ဘုရဟုသသမီများဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတလတာအတွင်း ဇာတာသည်အစိုးညံ့ကြီးမဟုတ်ဘူးသို့တော်အတားစားခြင်းရဲ့သဘောတဘာဝရှိရဲ့အတွက်ကြောင့်မို့လို့အနှင်းငယ်တော့ခရက်လေးတွေထားနိုင်တယ်ကိုဘာလေးပဲလှုပ်လှုပ်ကိုဘာလေးပဲပြော့ပြော့အေးအေးချမ်းချမ်းနဲ့တကြိမ်တစ်ခါရဲ့ပြီးသွားရယ်ဆိုတာနဲလိမ့်မယ်မကြခဏမကြခဏရံဖြစ်ပြီးမှပြီးရမျိုးတွေရံစကားပြောပြီးသွားတော့မှဒီကိစ္စကပြီးလေသွားတာမျိုးတွေအကျိုးမြတ်ရဖို့အတွက် ပုံမှန်လဲဒီလုပ်ငန်းမေးဒါပေမဲ့ထက်ခါထက်ခါကိုကနေပြီးတော့အားစိုက်ထုတ်ရတာမျိုးတွေပြောမှဆိုရင်တော့ပင်မန်းတဲ့လောက်အရာမချင်တာမျိုးလေးတွေဖြစ်နိုင်တယ်။ကျမ်းမာရေးတွေလည်းညံ့နိုင်တယ်။သို့တော်ဆူဆူရွရွဖြစ်ဖို့တော့မရှိဘူး။တခုအကြံပေးချင်တာတခုပြောပြချင်တာကမိတ်ဆွေများအနေနဲ့တက်နိုင်တဲ့များပေါ့နော်။ဒီဧပြီလတစ်လလုံးမှဖြစ်စေတက်နိုင်တဲ့များပေါ့တတလွတ်စားရာရေးနောက်တစ်ခါဖျားစီရီတွေမှာတွားပြီးတော့ တန်ရှင်းရေးကုသိုလ်လုပ်တာတွေတက်ကြီးရွယ်ကိုဘိုးဘွားတွေအတွက်ဆေးဝါးလှူဒန်းတာတွေနောက်တစ်ခါမိမိရဲ့တက်ရှိထင်ရှားဖြစ်တဲ့တက်ရှိဖရားလို့ဆိုကြတဲ့မိဘနှစ်ပါးစလုံးရှိရင်နှစ်ပါးစလုံးဒါမှမဟုတ်ပဲနဲ့ မိဘတွေမရှိတော့တဲ့သူတွေဆိုလို့ရှိရင်လေကိုယ့်ရဲ့လုပ်ငန်းကအကြီးအကဲကဲသို့သောပုံကိုအာဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်လေကိုယ့်ရဲ့လေးစားရတဲ့ပုံကိုစသဖြင့်ပေါ့နော်ဒီလိုအကြီးအကဲပုံကိုမျိုးကိုအာအားစေးဓာတ်စာဒါမျိုးလေးတွေလှူဒန်းပေးတာမျိုးတွေလုပ်ပါတက်နိုင်တဲ့မြဗဇက်ကိုစီးဆောင်ပြီးတော့ထိမ်းပါဗဇက်စီးဆောင်ပြီးထိမ်းပါဆိုတဲ့နေရာမှာအာဆေးဆိုရာတွေဘရုရှတ်တပြောမိတာတွေနောက်တစ်ခါ တချို့တွေရှိတယ်စကားပြောရင်းနဲ့ကြိမ်မိတာတွေဒါလေးတွေကိုအထူးသတိထားပြီးတော့ရှောင်ကြဉ်စေချင်ပါတယ်။အကောင်းဆုံးရေရာကတော့မိမိရဲ့နေအိမ်မှာရှိတဲ့ဖျားကိုဖျားရှင်ကိုပေါ်တော့ရေသက်ပယ်ပြီးဖျားเจ้าဆောင်ဖျားခန်းကိုတန်ရှင်းအောင်တန်ရှင်းရေးလုပ်တာ အမွှေးနဲ့သာပတ်ဖြန်းပြီးတန်ပြန့်အောင်ထားတာဟာ မိတ်ဆွေတို့အတွက်တနစ်တာလုံးမိမိအကောင်းဆုံးရေရာဖြစ်ပါရဲ့ရှင်။ကျသာပရိသတ်သမီးများအနေနဲ့ကတော့ ဒီကလာအပိုင်းခြားတွေမှာဘာပဲလို့လို့အပြိုင်ဆိုင်များမယ်တိုက်ခိုက်များမယ်အာနောက်တစ်ခါမှမလို့မုံထားသူလည်းများလိမ့်မယ်သို့တော်လည်းပဲအဆင်ပြေပြေတော့ပြီးသွားပါလိမ့်မယ်ရှင်အာမိတ်ဟောင်းဆွေဟောင်းတွေနောက်တစ်ခါကိုယ့်ရဲ့တီကျွမ်းခဲ့မှုတဲ့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေနောက်တစ်ခါကိုယ့်ရဲ့ဆရာသမားဖြစ်ခဲ့မှုတဲ့သူတွေတပည့်သားသမီးအောက်လက်ငယ်သားဖြစ်ခဲ့မှုတဲ့သူတွေဒီလိုပုံကိုယ်တွေကနေပြီးတော့ ကိုယ့်ပေါ်မှာမကောင်းမြင်တာကိုယ့်ပေါ်မှာစိတ်ကွက်တာစိတ်ဆိုးတာနဲ့အခေါ်ပြောမလုပ်ဘဲနဲ့ဆက်ဆံရေးတွေပြတ်တောက်သွားတာမျိုးလေးတွေဖြစ်နိုင်ပါတယ်။သို့တော်ဒါအချိန်ကာလတစ်ခုထိပါပဲတိတ်မချခင်မှာအဆင်ပြေသွားပါလိမ့်မယ်။အချီအိမ်တော်ရင်အနေနဲ့ကတော့ဒီကာလတော့အတွင်းမှာ single များအနေနဲ့အစ်စ်တွေ့နိုင်တာနောက်တစ်ခါ ရှိပြီးသားသူတွေအနေနဲ့လည်းအဆင်ပြေပြေလေးနဲ့အေးအေးဆေးဆေးလေးပဲပြီးသွားပါလိမ့်မယ်။ထို့တော့မကြခဏစကားများတာလေးတွေစိတ်ကောက်တာလေးတွေတော့ကြုံရမယ်။အိမ်တော်သားများအနေနဲ့သောသမီးရတနာယူဖို့လုပ်နေရဆိုလို့ရှိရင်နှစ်ဆန်းတရနှစ်ပြီးနောက်ပိုင်းเนาะနှစ်ဆန်းတရနှစ်ပြီးနောက်ပိုင်းနဲ့ကျမတို့ဝါမဝင်ခင်တော့အတွင်းမှာသောသမီးရတနာရဖို့အတွက်အခွင့်အလမ်းများပါတယ်။ အကောင်းဆုံးရည်ရအနေနဲ့ကတော့မိမိရဲ့နေအိမ်ဖျားမှာပဲထမင်းကိုတက်နိုင်သမျှတစ်ပတ်ကိုနှစ်ကြိမ်ဖြစ်စီသုံးကြိမ်သုံးကြိမ်ဖြစ်စီပေါ့နော်တော်တော်လွတ်ဖြစ်ရမယ်ပဲထမင်းဆိုတာဒီပဲပြုတ်ထမင်းလဲရရဒါပေမဲ့ပဲထမင်းပဲခေါ်ပြီးတော့လှူပေါ့နော်ဒါကိုဖျားရှင်ကိုစွန့်အနေနဲ့ကပ်ပါ ပို့ပြီးတော့မှဒီချက်တိကျတိကျချင်းရင်လက်ဖက်ရင်ချိုစိတ် နော်ခြုံစိမ့်လို့ပြောပြီးတော့ခြုံစိမ့်တစ်ခွက်နဲ့ပဲထမင်းနဲ့ဘုရားရှင်ကိုမကြခဏဆွန့်ကပ်ပေးပါဒါဆိုလို့ရှိရင်ကံကောင်းလက်ပွင့်ပြီးတော့ဖြစ်နေတဲ့ထင်ကုန်အကျင့်ကြဤအစဉ်ပြေသွားပါလိမ့်မယ်ရှင်။တောက်ကြသားသမီးများအနေနဲ့ဒီနှစ်အပိုင်းအခြားဟာတော်တော်လေးကောင်းတဲ့ကာလလို့ပြောလို့ရတယ်။လုပ်နေတဲ့လုပ်ငန်းတွေမှာတိုးတက်တာတွေလုပ်ငန်းသစ်တွေထပ်ပြီးတော့ချဲ့ထွေရနိုင်တာတွေ မိကောင်းဆွေကောင်းတွေနဲ့တွေ့ပြီးတော့ဒီမိဆွေတွေစီကနေပြီးတော့ကောင်းမွန်တဲ့အဆက်အသွယ်ကောင်းမွန်တဲ့အမှုအကျင့်တွေလက်ခံရရှိရတယ်ဖြစ်ပါလိမ့်မယ်မိသားစုမှာအဆင်မပြေတာတွေဖြစ်ခဲ့တယ်အိမ်ပူအိမ်ဆူဖြစ်ခဲ့တဲ့ကာလတွေဟာဒီ1386ခုအတွင်းမှာတော့တော်တော်လေး အေဂျင့်သွားပြီလို့ပြောလို့ရတယ်။ဒါပေမဲ့အတက်ရှိရင်အဖြက်ရှိရဲဆိုသလိုပဲစီးပွားလေးနည်းနည်းတက်လာတာနဲ့အမျှကျန်းမာရေးထိခိုက်တာလေးတွေအလောက်ကိုအင်တိုက်အားတိုက်လုံနေပြီဆိုလို့ရှိရင်တစ်ချက်တစ်ချက်ကျန်းမာရေးဖောက်တာမျိုးလေးတွေလုံနေရင်းနဲ့အရှိန်ရက်ပြီးတန့်သွားတာမျိုးလေးတွေတော့ရှိနိုင်တယ်။အဲ့ဒီခါမျိုးမှာကျမမိတ်ဆွေများအနေနဲ့ထွေထွေတူတူသိပ်အများကြီးမလိုအပ်ဘူးတရဏဂုံ၃မကို မိမိရွတ်ဆိုနိုင်တဲ့မိမိပူဇော်နိုင်တဲ့အရေးအတွက်ဒိဋ္ဌံပြီးတော့ရက်ရှည်ကာလလေးတစ်ခုတတ်မှတ်ပြီးတော့အဒိဋ္ဌံလေးဝင်လိုက်ပါအကောင်းဆုံးကတော့အိမ်ဖျားမှာလူလို့ရတယ်ရှိရဲ့ဘာလဲဆိုရင်တော့ကျွန်တော်ထန်းသီးမုတ်เนาะထန်းသီးမုတ်ဖြစ်စီအကဲ၍ထန်းသီးမုတ်ဝယ်ရတာမလွယ်ကူတဲ့အရက်ဒေတာကြီးဖြစ်မယ်ဆိုရင်အထန်းသီးပေါ့เนาะထန်းသီးရတယ်ထန်းသီးကို အရေးအတွက်အပြင်ဆယ်ခု နောက်တစ်ခါခုနပြောခဲ့သောထန်းသီးမုတ်ဆိုလဲ၁၀ခုပေါ့နော်အဲ့ဒါလေးကိုဖျားရှင်ကိုကပ်ပြီးတော့လှူပါဒီစွန်းခဲပွဲဘောစဉ်ကိုဖျားပြီးတော့ဗာနီသားဘလူကနေပြီးတော့ဆက်ကပ်လှူရမ်းပါတယ်ဆိုပြီးတော့ဘာမှစုမတောင်းပဲနဲ့ဘာစုတစ်ခုခုမှပြန်ပြီးတော့တောင်းယူခြင်းမပြုဘဲလှူရမ်းလိုက်ပါစမမိတ်ဆွေများဘာမှလောက်ဆရာမလိုပဲကန်တက်ကန်ပွင့်ပြီးတော့ဘာမှလောက်ဆရာမလိုပဲဆိုတာ ထွေထွေထူးထူးဘာမှဆူတောင်းစရာမလိုပဲကန်တက်ကန်မြင့်ပြီးတော့လောက်ကင်သမားကြီးအဆက်အသွယ်ရရမှာအဆင်ပြေပါလိမ့်မယ်ပြောရေးဆိုရေးကိစ္စတွေမှာတော့နည်းနည်းလေးနှုတ်ကိုထိမ့်ပါကိုကမှန်နေဆိုတိုင်းဒဇွတ်ထိုးမဆုံးဖြတ်ပါနဲ့ကိုရဲ့ဒီဆုံးဖြတ်ချက်တွေကြောင့်မို့လို့မိပြတ်တာတွေဒီမိပြတ်ခြင်းကနေပြီးတော့ရံများတာတွေဖြစ်နေလို့ဒါလေးကိုတော့ကျွန်မစိတ်ပူပါတယ်ရှင် ဟုတ်ကဲ့စနေသားသမီးများအနေနဲ့ကတော့ဒီကာလတော်တွင်မှာ မိဖြက်လို့ပြက်တာမျိုးတွေအပေါင်းအသင်းတငယ်ချင်းကြောင့်မို့လို့တိတ်ခါကြတာမျိုးတွေအပေါင်းအသင်းတငယ်ချင်းကနေပြီးဆွဲတဲ့အရာကို လုံမီရင်းနဲ့အရင်နှီးဆုံးရှုံးတာမျိုးတွေ စသဖြင့်ဒါမျိုးတွေကြုံတွေ့ရနိုင်တယ်။မိဆွေအပေါင်းအသင်းကြောင့်ပဲမိမိရဲ့မိသားစုတွေထဲမှာပြဿနာတွေကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်။ဒါပေမဲ့ဒါလေးကိုသတိထားရင်လည်းကျန်တဲ့ကိစ္စကအဆင်ပြေပြေဖြစ်သွားမယ်။နည်းနည်းလေးတော့ပို့ပြီးတော့အရာအလုံးထပ်ပို့ပြီးအားထုတ်ရတယ်။တပားသူကတစ်ချိန်တစ်ခါပြုလုပ်လို့အဆင်ပြေသွားတဲ့ကိစ္စများမှာကျမမိဆွေများနှစ်ခါသုံးခါလုပ်ရတာမျိုးတွေရှိမယ်။သို့တော်အဆုံးသတ်မှာတော့အဆင်ပြေမယ်။အကျိုးထူးမယ်ပေါ့နော်။ ဒီချိန်မှာသမီးသားတွေပြက်တာမျိုးတွေအိမ်ောင်တဲ့တွေအနေနဲ့အိမ်ောင်ကွဲတာမျိုးမဟုတ်ရင်တောင်မှအိမ်တိမ်ထဲမှာหนีပြီးတော့တီးခြားမခေါ်မပြောဆက်ဆံရေးမျိုးတွေအချိန်ကာလကြာရှည်နိုင်ပါတယ်ဒီလိုခါမျိုးတွေဖြစ်ပြီဆိုလို့ရှိရင်လည်းတက်နိုင်တဲ့မြတ်စကနဲ့ရန်စဲပုံစံမျိုးနဲ့หนีပြီးတော့တစ်ဖက်လူကိုအချိန်ပေးပြီးနားလည်မှုရှုပါ single များအနေနဲ့ဒီကာလအတွက်တည်းမှာတက်နိုင်တဲ့များဘလို့မျိုး လူပဲလာပါစေကို့အတွက်ဘလို့ကောင်းနေလို့ကိုကထင်မြင်ပါစေအဲ့ဒီလူကိုလက်မခံပါနဲ့အောင်တယောက်တည်းပဲနေပါအောင်ရှင်တက်နိုင်သမျှရပောင်း90နီးပါလောက်ဒီအချိန်ကာလအတော်အတွက်မှာလုံးဝဘလို့ relationship မျိုးကိုမှမစတင်ပဲမိမိကိုမိမိကိုပဲဘ ਹੁ ပြုပြီးတော့တွေးတောဆင်ကျင်ပြီးနေပါဒါဆိုလို့ရှိရင်အရာအားလုံးဟာမှန်ကန်တဲ့လမ်းစာကောင်းမွန်တဲ့လမ်းစာနဲ့ကျွမ်းမိတ်ဆွေများအတွက်ကောင်းမွန်တဲ့အကျိုးမြတ်များရရှိပါလိုက်မယ် အဲမိမိရဲ့နေအိမ်ကနေအိမ်မှာပေါ့နော်ရှိတဲ့ဒီအမွှေးတိုင်ခွက်တီးနောက်တစ်ခါဖျောင်းတိုင်မှာအညစ်ကြေးတက်နေတာမျိုးလေးတွေကိုတန်ရှင်းမှာနောက်တစ်ခုကဘုန်းကြီးကျောင်းတစ်ကျောင်းကိုတွားပြီးတော့အဲ့ဒီဘုန်းကြီးကျောင်းမှာရှိတဲ့တပိတ်တွေကိုစေးပါနောက်တစ်ခါဘုန်းကြီးသင်္ကန်းတွေကိုကုသိုလ်ယူပြီးတော့ကိုတထဲပဲလျှော်နိုင်ရင်တထဲကိုရဲ့လက်နဲ့ကိုယ်တိုင်စင်ကြအောင်လျှော်ဖုတ်ပြီးတော့ ဒီကုတို့ရှူပါဒီကုတို့ကိုလည်းမိမိရဲ့ကိုစောင်းနဲ့နဲ့တခွာ32ပုံသားအားလုံးကိုမေတ္တာပို့ပြီးတော့အမျှပေးဝေလိုက်ပါဒီအရာအတွက်ပို့ပြီးတော့ကောင်းတဲ့ဒီအရာထပ်ပို့ပြီးတော့ကောင်းတဲ့ကုတို့ကောင်းမှုမရှိပါဘူးဒါကြောင့်မို့လို့ဒါလေးကိုပြုတ်လောက်ချင်အဖြစ်တစ်နှစ်တာလုံးမှာစိတ်အနှောက်ယှက်ကြုံစရာလေးတွေတန်သွားပါလိမ့်မယ်ရှင် ဟုတ်ကဲ့အခုပြောပြပေးသွားတာတွေကတော့ဧပြီလတလတာလုံးမှာခொနည်းတသမီမြန်တတိထားရမယ်ဆောင်းရံရှောင်းရံလေးတွေဖြစ်ပါလေရှင်ဒီလိုလာစဉ်ဟောစတန်းတွေနဲ့တိမတ်ဖွဲ့ရများကိုကျမတို့မကြခဏတင်ဆက်ပေးပြီးတော့မျှဝေပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အောင်ဆက်ကြကမီယာ login ပညာတန်တန် page ကို follow လုပ်ပြီးတော့ YouTube နဲ့ TikTok channel တွေမှာလည်း subscribe and follow လေးလုပ်သွားပေးပါအောင်နော် ကျမမိတ်ဆွေများမင်္ဂလာရှိသောနှစ်သက်အခါတည်းများစိတ်ဤကျမ်းမာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးလူရဆန္ဒတောင်းတဆန္ဒပြုဝပါစီလို့ကျမဆရာမခင်ဦးသစ္စာကဆုတောင်းမေတ္တာပို့တာပါတယ်ရှင် ကျမမိတ်ဆွေများကံတူဆက်တည်းများရကြပါစီရှင်